ဟယ်လိုမင်္ဂလာပါရှင်။ကျွန်မအဓိကပေါ့နော် literacy development အကြောင်းလေးဆွေးနွေးနေရမှာဆိုရင်မနေ့တော့ကျွန်တော်တို့စပတ်မှုဆိုင်ရာဖွံ့ဖြိုးဖို့အတွက်အပိုင်းကြီး၅ပိုင်းကိုဆွေးနွေးခဲ့ရယ်။ phonemics awareness တွေရှိအောင်လေ့ကျင့်ပေးရမယ်။ phonics တွေအတန်နေနဲ့စကားလုံးနေနဲ့ဆက်ဆက်မှုတွေအတန်တွေကိုခွဲထုတ်တဲ့အတန်တွေကိုပေါင်းစပ်တဲ့ဒါမျိုးတွေဆိုရင်စကားလုံးတည်တည်ရရဲပေါ့နော်။ဒါမျိုးတွေကျွမ်းကျင်အောင်စသည်ဖြင့်ပေါ့နော် လေ့ကျင့်ပေးရမယ်။အဲ့ဒီအမှတ်တစဉ် ဘောက်ကတ်တွေဘောက်ကတ်ဗျူလာရီတွေဒါတွေကိုတိုးတက်လာအောင် လေ့ကျင့်ပေးရမယ်အဲ့ဒီမှာတစင်ဒီလိုမျိုးစကားလုံးတွေကို fluency ဖြည့်ရှိပေါ့နော်ပြောတတ်အောင်ကြွကြွကျင်ကျင်ပြောတတ်အောင်လေ့ကျင့်ရမယ်အဲ့ဒီမှာတစင်နောက်ဆုံးမိဒါမျိုးတွေလေ့ကျင့်ခဲ့ပြီ phonemics awareness တွေ phony နေအေးနောက်တစ်ခုကျမတို့ဒီကဒီ vocabulary တွေကောင်းပြီ fluency ဖြစ်အောင်လေ့ကျင့်ခဲ့ပြီဆိုရင် comprehension ဆိုရဲပေါ့နော်ဒီက နားလည်တွက်ခြင်းနဲ့အစီအကိုရရှိလာစီမှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုဆွေးနွေးပေးခဲ့ပါတယ်။ဒါမျိုးဆိုရင်ဒီလိုမျိုးတွေရှိနေပြီးဒါတွေကိုလေ့ကျင့်ပေးဖို့လိုတယ်ဆိုရင်ကျမတို့ဘလို့ချင်းကက်နီးတွေနဲ့ချင်းကက်ကြမလို့ဆိုတာလေးကိုကျမယနေ့ဆက်လက်ပြီးဆွေးနွေးပေးမှာဖြစ်ပါတယ်။အစာပြိုးမှုပေါ့နော်အားလေး literacy အစာပြိုးစာတက်မြောက်မှုစွမ်းရည်တွေဖွံ့ဖြိုးဖို့အတွက်ချင်းကပ်ရမယ်နီလန်းတွေရှိမယ်အဲ့ချင်းကပ်ရမယ်နီလန်းလေးတွေကိုသိရင်ဒီလိုမျိုးပေါ့နော်စနစ်တကျနဲ့သူတို့တွေရဲ့ဖွံ့ဖြိုးမှုတွေအဲပုံဖွံ့ဖြိုးလာအောင်ပုံမအကောင်းကောင်းနဲ့ဖွံ့ဖြိုးလာအောင်လေ့ကျင့်ပြီးသွားကြလို့ရမယ် စင်ပြေသွားမှာဖြစ်ပါလေရှင်။ဒါကြောင့်ကျွန်တော်တို့အစာပြိုးစာတက်မြမှုစွမ်းရည်ဖွံ့ဖြိုးဖို့အတွက်ချင်းကပ်နီးရည်ရှိတယ်။အဲချင်းကပ်နီးရည်ကိုဘလိုနီးလန်းလေးရည်နဲ့ကျွန်တော်တို့ချင်းကပ်ပြီးတော့ပေါ့နော်။လေ့ကျင့်ပေးမလို့ဆိုပထမဦးဆုံးကတော့ကျွန်တော်တို့ရုပ်ပုံနေနဲ့ပစ္စည်းစစ်တွေပေါ့နော်။အဲ့ဒီမှာလည်းပဲပစ္စည်းစစ်ရှိရင်ပစ္စည်းစစ်နဲ့တုံးပြီးတော့သူတို့ကိုလေ့ကျင့်စေခြင်းဟာပို့ပြီးတော့မှတ်မိစေတာလည်းဖြစ်ပါလေရှင်။ပစ္စည်းစစ်ရှိရင်ပစ္စည်းစစ်ကိုသုံးစေခြင်းပါလေ။ ပစ္စည်းစစ်တွေကိုသုံးခြင်းအပြင်သူတို့ရဲ့အမြင်အာရုံထဲမှာလည်းပို့ပြီးတော့ဆွေးမြဲစေသလိုပဲဒီကိပေါ့နော်မှတ်ဉဏ်ပိုင်းကိုလည်းပို့ပြီးတော့အားကောင်းစေရလည်းဖြစ်ပါလေရှင်။ဒါကြောင့်ပစ္စည်းစစ်တွေကိုသုံးပြီးတော့ပေါ့နော်ကလေးတွေကိုပေါ့သူတို့ရဲ့ဒီရုပ်ပုံနေနဲ့ဓာတ်ရိုက်တွေ့ကြုံမှုထားပေါ့နော်ဓာတ်ဓာတ်ရိုက်အဲဆက်ဆက်ခွင့် ုံတွေးခွင့်ပေးခြင်းဟာစကလုံးတွေကိုပူပြီးတော့မှတ်မိစေတာလည်းဖြစ်ပါလေရှင်။ကျမတို့ဒီမှာဆိုရင် mango ပေါ့နော် mango ကိုကျမတို့ကဒီလိုမျိုးပါဇက်ကနေ mango ကို mango ပေါ့ဒါမျိုးနဲ့ပြောနေတာတဲ့ပေါ့နော်။အဲကျမတို့ parrot parrot landy တွေကိုမလုပ်တော့ဘူး။ parrot landy တွေအဲအလွတ်ကျတဲ့စနစ်တွေဟာပါပြဖို့လည်းလိုအပ်နေပြီ။ဒါကြောင့်တို့တွေရဲ့အဲမညံနေမှာကိုပဲဒီဟာလေးကိုမြင်လဲရရင်ဒီက တရက်တီးကိုမြင်လဲရင်ဒါမင်းကိုဆိုတာတည်ရမယ်အဲ့လိုပဲကျမတို့ပေါ့နော်ဒီအားလေးကိုဟိုခဲတံလေးကိုမြင်ဒါ pencil ဆိုတာတည်ရမယ်အဲ့ အဲ့လိုမျိုးတည်အောင်ပေါ့နော်ဟိုစိတ်တွေကအားထုတ်နေစရာမလိုပဲနဲ့လွယ်လွယ်ကူကူချောချောမွေ့မွေ့နဲ့တို့တွေမှတ်မိနေအောင်ကိုပဲပေါ့နော်လေ့ကျင့်ပေးရမယ်ထက်ခါထက်ခါလေ့ကျင့်ပေးရမယ်ပစ္စည်းစစ်တွေနဲ့လေ့ကျင့်ပေးရင်ပို့ပြီးတော့မှတ်မိစေတယ်မှတ်ညာအားကိုကောင်းစေတယ်အမြင်အာယုံနဲ့သူ့ရဲ့ဒီအတန်နဲ့ပေါ့နော်ပေါက်လိုက်ပြီးတော့ပစ္စည်းစစ်ကပို့ပြီးတော့မှတ်မှတ်မိစေတယ်ဒါကြောင့်ပစ္စည်းစစ်တွေသုံးဖို့လိုတယ်ပစ္စည်းစစ်တွေနဲ့မရှိဘူးဆိုတော့မှကျွားတို့ အဲရုပ်ပုံတွေကိုねရုပ်ပုံလေးတွေပြပြီးတော့ဗောနောပစ္စည်းစီမရှိဘူးဆိုရင်တော့ရုပ်ပုံလေးတွေပြမယ်အဲဒီတိုင်းကြီးဘာပစ္စည်းဟိုရုပ်ပုံလည်းမပြဘူးပစ္စည်းစစ်လည်းမပြဘူးဘဲနဲ့တကလုံးတွေအစ်စ်တွေကိုမှတ်သားစေခိုင်းခြင်းဟာမညာအားကိုအားနည်းစေတယ်အဲ့လိုမျိုးပဲねပစ္စည်းစစ်ရှိရင်ပစ္စည်းစစ်နဲ့ပြတာပို့ပြီးတော့ကောင်းတယ်မရှိရင်လည်းပဲဗောနောကျမတို့ပကြီနဲ့ဆွဲထားတဲ့ရုပ်ပုံလေးပေါ့ဒါအများကြီးရှိရဲ့ကလေးတွေအတွက်ဗောနောအတန်ပိုင်းဆိုင်ရာလေ့ကျင့်နိုင်မှုအတွက် အဲ့ဒါတွေကိုကျွန်တော်တို့ဒီလိုမျိုးရုပ်ပုံလေးတွေနဲ့ပြပြီးတော့ဗောနော်သူတို့တွေကိုဒါဒီစလုံးတွေမှတ်မိလာအောင်ဒါကင်တွေပြီးတော့အဲ့မှာကိုပဲဘာနောက်တစ်ခုတက်လာတော့ဆိုရင်ပို့ပြီးတော့ကောင်းတာကင်တွေလိုက်တာဒီထီးတွေ့ကင်တွေလိုက်တဲ့အတွေ့အကြုံတွေကလည်းပေးဖို့လိုတယ်။ဒါကြောင့်ကျွန်တော်တို့ဒီဗောနော်ဟို စာရည်တွေတဲ့လက်တွေ့နဲ့ပေါင်းလိုက်လို့ရှိရင်ပို့ပြီးတော့အားကောင်းတဲ့မှတ်ဉာဏ်လေးကိုရရှိစေတာလည်းဖြစ်ပါလေရှင်။ဒါကြောင့်ကလေးတွေကိုပေါ့နော်သူတို့ကိုကင်ကြည့်စေရမယ်။ဒါဆိုရင်ကျမတို့ဒီထဲမှာပေါ့နော်အဲတည့်ရတိလေးရဟိုဟာရှေ့ရမှာတလုံးနဲ့ကလေးရှိရလူ30ရှိရလူ30လို့ထိတွေ့ပြီးတော့ဒီတည့်ရတိလေးကိုထိပြီးတော့ mango ဆိုတာလေးကိုသူတို့ကို ပြောခွင့် ထိကင်ပြီးတော့မှပြောခွင့်ပေးရမှာလည်းဖြစ်ပါတယ်။အဲပန်းသီးလေးကိုကင်ပြီးတော့မှ alpha ဆိုတာလေးကိုသူတို့တွေပြောတတ်အောင်လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။အဲ့တော့အဲ APVLE Apple ပန်းသီးဆိုတာတော့တကယ်ကိုဟိုးရှေ့ကိုကျန်နေခဲ့ပြီ။အဲ့အမျိုးတွေမဖြစ်ရတော့ဒါမှမဟုတ်ပန်းသီးမရှိဘူးဆိုတော့ပန်းသီးပုံဆွဲထားတဲ့ကတ်ကလေးတွေရှိရဲ့။ ိုက်ကက်ကလေးတွေကိုပြပြီးတော့မှဒါကတော့ဒါလေးကိုအင်္ဂလိပ်လိုဘယ်လိုအတန်ထွက်ပါရဲဆိုတာလေးကိုလေ့ကျင့်ပေးကြရမှာလည်းဖြစ်ပါရဲ့ရှင်။အဲ့တော့ဘောတော့ဒါလေးတွေကိုလည်းအမူအရာလေးတွေနဲ့ပေါ့နော်။ပန်းဒီဆိုလည်းပန်းဒီအမူအရာလေးတွေနဲ့ပေါ့နော်။အဲပြောပြီးတော့ဒါကိုလက်လှူရှာအားရင်းနဲ့အဲဒီကစလုံးတွေကိုမှတ်မိစေခြင်းအားလည်း မညံအောင်ပိုကောင်းစေရလည်းဖြစ်ပါတယ်။ဒါကြောင့်ကျမတို့ရဲ့ sensory ပေါ့နော်။အဲအာယုံ၅ပါးကိုထိတွေ့လုံးဆောင်ခိုင်တွေ့ရင်းနှီးမှဒီစကလုံးတွေကိုမှတ်မိစေခြင်းဟာပို့ပြီးတော့အားကောင်းစေပါတယ်။ဒါကြောင့်ကျမတို့ပစ္စည်းစစ်တွေကိုသုံးတာပိုကောင်းတယ်။ပစ္စည်းစစ်မရှိဘူးဆိုမှရုပ်ပုံတွေကိုသုံးမယ်။သူတို့အဲ့ရုပ်ပုံလေးကိုပဲကျမတို့လက်ကလေးနဲ့ကင်ကြီးခွင့်ပေးပါ ဖြစ်စည်းစစ်ဆိုလို့ရှိရင်လည်းနဲ့ကင်ကြီးခွင့်ပေးပါဓာတ်ရဲ့အတွေ့အကြုံဟာအရေးကြီးပါလေရှင်ဒီလိုမျိုးထိတွေ့ကင်တွေရတဲ့အတွေ့အကြုံဟာလည်းပို့ပြီးတော့မှတ်ညာကိုကောင်းစေတယ်နောက်တစ်ခုသူတို့ကိုယ်တိုင်ဒီကပေါ့နော်လက်တွေ့လုပ်ငန်းတွေမှာ ပါဝင်စေခိုင်းခြင်းရလဲပိုမှတ်ညာအားကိုပိုကောင်းစေပါတယ်။ဒါကြောင့်ကျမတို့ sensory literacy ဖြစ်ဖို့လိုပါတယ်။ဒါမှကျမတို့ကလေးတွေဟာဒီလိုမျိုးပေါ့နော်။စလုံးတွေကိုစလုံးနဲ့အတန်နဲ့စလုံးတွေနဲ့ကိုတွဲပြီးတော့မှတ်မှတ်မိလာစေမှလည်းဖြစ်ပါလိမ့်ရှင်။ဒါကြောင့်ねကလေးတွေရဲ့စိတ်ဝင်စားမှုနဲ့လိုအပ်ချက်ကိုအခြေခံပါတဲ့။ကလေးတွေကဘာကိုစိတ်ဝင်စားနေရတော့သူတို့မှလိုအပ်နေတာဘာလေးတုံးဆိုတာကို အဲဆရာသမားတွေကလေးလာဖို့တို့လို့တယ်အုပ်ထိန်းသူမိဘတွေကလည်းလေးလာဖို့လို့တယ်အဲ့လိုမျိုးကလေးစိတ်ဝင်စားတာနဲ့လိုအပ်နေတာတွေကို ဖြည့်ဆည်းပေးရင်းနဲ့မှတို့ရဲ့မှတ်ဉာဏ်အားဖြင့်အတန်နဲ့စကလုံးတွေရဲ့ချိတ်ဆက်နိုင်မှုတွေကျမတို့ literacy development ဖြစ်လာအောင်လေ့ကျင့်ပေးကြရမှာဖြစ်ပါတယ်ရှင်အဲ့ဒီမှာကလေးတွေပူးပေါင်းဆောင်ရွက်ခွင့် cooperation လုပ်ငန်းတွေပေါ့နော်ဒါ season အဲဆောင်ရွက်ပေးရမယ်တဦးနဲ့တဦးပူးပေါင်းဆောင်ရွက်ရင်းနဲ့မှာ အဲဒါမျိုးလေးတွေပေါ့လေ့ကျင့်သူတို့လေ့ကျင့်နိုင်အောင်သူတို့ရဲ့အတိတဲမှာမှတ်မိသွားအောင်လေ့ကျင့်ပေးကြရမယ်ဒါလည်းမှတ်ညာကိုပိုကောင်းစေပါတယ်တဦးတယောက်တည်းလေ့ကျင့်နေတာတဲ့အများနဲ့စုပေါင်းပြီးတော့ တည်ကျင့်စေခြင်းဟာ cooperation ရှိခြင်းဟာလည်းပို့ပြီးတော့ကောင်းမွန်တဲ့ရလက်ကိုရရှိစေတာဖြစ်ပါတယ်။အဲ့ဒီမှာဆိုရင်လှုပ်ရှားမှုတွေပေါ့ခန္ဓာကိုယ်ကိုကြည်ငြိမ်မနေဘဲနဲ့လှုပ်ရှားမှုတွေနဲ့တို့ကိုဒီစကလုံးတွေမှတ်မိလာအောင်ဒီကပေါ်တော့ literacy development တွေဖြစ်လာအောင်တည်ကျင့်ပေးကြမှာဖြစ်ပါတယ်ရှင်။နောက်ပြီးတော့ကလေးတွေရဲ့စူးစမ်းလိုစိတ်ကိုနှိုးဆွပေးရမယ်။တို့တွေစူးစမ်းလိုတာကိုနှိုးဆွပေးရမယ်။ခုနကပြောပါတော့ကျွန်တော်တို့စကလုံးတွေကို ဥပမာဒီမှာပေးထားတာရှိမဲ့ rain grain rain ကိုကျွန်တော်ရှေ့ကကြည်လေးထည့်လိုက်ရင် grain ဖြစ်သွားတယ်အဲ့လိုပဲအဲ THAT ထက်သူတာလေးကို AT နဲ့ EN ပြောင်းလိုက်ရင်စကလုံးကလည်းအတိရတယ်လို့အဓိပ္ပာယ်လည်းပြေသွားတဲ့တခုရမယ်အဓိပ္ပာယ်ရှိရဲ့စကလုံးတခုကိုရမယ်ပေါ့နော်ဒါမျိုးလေးတွေကိုပေါ့နော်သူတို့တွေကိုသူတို့ကိုယ်တိုင်လည်းတွေ့ဆုံရခြင်းအပြင်သူတို့ရဲ့စူးစမ်းလို့တဲ့စိတ်တွေကိုနှိုးဆွပေးကြမှာလည်းဖြစ်ပါတယ်ရှင် အဲ့ဒီလိုနဲ့နောက်တစ်ခုကကြတော့ကျမတို့ဒီပေါ့နော်အတန်ပိုင်းဆိုင်ရာတွေအတန်ဆိုတဲ့အကြောင်းကို ပြောတော့မယ်ဆိုရင်ကျမတို့ကလေးနဲ့အုတ်ထင်းသူလူကြီးမိပါနဲ့ဆရာသမားနဲ့အိုင်းကွန်တက်ဆိုရဲပေါ့နော်အရေးကြီးပါတယ်အိုင်းကွန်တက်စ်မှမရဘူးဆိုလို့ရှိရင် သူ့ကိုအတန်အတွက်တည်းကအတန်အတွက်ကိုကျမတို့ပြောရပြီလေဒီမှာဆိုလို့ရှိရင် phonics မှာဆိုလို့ရှိရင်အတန်နေရှိတယ် သူတို့ A ရနေစမတင်တော့ဘူးပေါ့နော်သူကလွယ်အားနေသွားတာဟုတ်အဲစာတန်ပါတဲ့စကလုံးစာတန်ပါတဲ့စကလုံးလေးကစရဲအုပ်စုလေးခုနှစ်စုလာပဲခွဲထားတယ်အဲ့လိုမျိုးနဲ့ပေါ့နော်မေဂူယာလေးတွေကမှတစင်တစင်တစင်နေမျိုးပေါ့နော်အဲ့လိုမျိုး သူသူ့ရဲ့အစီအစဉ်လေးနဲ့သွားတယ်။ဒါမျိုးတွေကလည်းကလေးတွေရဲ့သူဒီပေါ့နော်အတန်ပိုင်းဆိုင်ရာတွေကိုလွယ်လွယ်ကူကူနဲ့လှင်လင်းမြန်မြန်မှတ်မိသွားအောင်ပေါ့စနစ်တကျမှတ်မိအောင်လေ့ကျင့်ပေးကြရမှာလည်းဖြစ်ပါလိမ့်ရှင်။ဒါကြောင့်ကျွန်တော်တို့ဒီက phonics မှာကိုပဲအတန်တွေကိုခုနလိုမျိုးပေါ့နော် ABCD အစဉ်လိုက်မဟုတ်ဘူးလွယ်ကူတာကနေစတာတယ်ဆိုတာလေးကိုကျွန်တော်ဆွေးနွေးပေးရခြင်းဖြစ်ပါလိမ့်ရှင်။ဒါကြောင့်ကျွန်တော်တို့အတန်တွေအကြောင်းပြောမယ်ဆိုရင် အဲ i context အရေးကြီးတယ်အဲ့ဒါမှ သူတို့တွေကဒီက ထွက်တဲ့သူကအဲဗဇက်ကို သွားလေးကိုစီးထွက်တာလားနှကန်းလေးကဘလို့နေထားတော့ဒါမျိုးတွေကိုသူကမျက်လုံးနဲ့မြင်ရမှာအမြင်အာရုံနဲ့လည်းမှတ်သားမယ်အကြားအာရုံနဲ့လည်းမှတ်သားမယ်ကိုယ်တိုင်လည်းထွက်ကြည့်မယ်ဒါဒီလိုမျိုးလှုပ်ဆောင်မှုနိုင်မှုအတွက်က eye contact ရှိဖို့ကအရေးကြီးပါတယ်ရှင်။ဒါကြောင့်အတန်အကြောင်းပြောမယ်ဆိုရင် ဒီလိုမျိုးတွေပေါ့နော်အတန်တွေကိုတိတဲ့စွမ်းရည်တွေဒါတွေကိုဒီကုတ်လုံနိုင်ရမယ်ဒီကုတ်လုံနိုင်မှုအတွက်ကျွန်တော်တို့ eye contest ကအရေးကြီးတယ်ဒါမျိုးတွေကိုကျွန်တော်တို့ဒါစပြီးတော့ပေါ့နော်မွေးစားကလေးက eye contest လောက်တက်အောင် ချော်မြူတာတွေလေ့ကျင့်ပေးတာတွေစကားတွေပြောပေးတာတွေပုံမြင်လေးတွေဖတ်ပြတာစာအုပ်ကလေးတွေဖတ်ပြတာစကားပြောပေးတာများများ motivation တွေပေးနေရမှာဖြစ်ပါလေရှင် အဲ့လိုမျိုးလုံနိုင်ပြီဆိုရင်သူတို့ကဒီကုတ်လုံနိုင်တယ်စွမ်းရည်တွေကကလေးဘဝအစောပိုင်းကာလတည်းကစတင်ဖွံ့ဖြိုးလာမှလည်းဖြစ်ပါတယ်ရှင် အဲ့လိုမျိုးဒီကုတ်တွေလှုပ်လာနိုင်မယ်စွမ်းရည်တွေဟာဒီကုတ်လှုပ်နိုင်တဲ့စွမ်းရည်ဟာတဲ့ phonological awareness စီခြင်းအပေါ်မှာမူတည်တယ်ဒါအလွန်ရေးကြီးပါတယ်တဲ့အဲဒီက phonological awareness မှာမရှိဘူးဆိုရင်တို့ဒီကုတ်လှုပ်ဖို့ခက်ခဲသွားမှာပါဒါကြောင့်ဒီကုတ်လှုပ်နိုင်မှုအတွက် phonological awareness စီဖို့လိုအပ်တယ် letter sound တွေကိုဆက်ဆက်တက်ဖို့အတွက်ပေါ့နော် ကျမတို့ phonological PA ဆိုတာ အတူကောင်ရေးထားတာပါ phonological awareness ဆိုရင်ရှိမှတည်နိုင်မယ်လည်းဖြစ်တယ်ဒါကြောင့်အတန်နဲ့ letter တွေနဲ့စကားလုံးတွေနဲ့တွဲပြီးတော့မှတ်မိနိုင်မှုအတွက်ကလိုအပ်တဲ့ဒီအားကျွန်တော်တို့ phonological awareness ကိုရှိမှဖြစ်မှာပါရှင်လေ့ကျင့်ပေးကြရမှာဖြစ်ပါတယ်ဒါကြောင့်ရေးသားထားတဲ့စကားလုံးတွေကိုဒီကုန်းလုံနိုင်မှုအတွက်စကားလုံးတွေရဲ့အတန်ထွက်တတ်ဖို့အတွက် ကောက် phonics ကိုသိဖို့လိုပါတယ်တဲ့ဒါကြောင့်ကျွန်တော်တို့ phonics ကိုသင်ခြင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကလေးတွေကိုပေါ့နော်အဲစာရေးတာတွေတဲ့စာလက်ရေးရေးဖို့ကဒုတိယအဆင့်မှာရေးတတ်ဖို့ကဒုတိယအဆင့်ပထမဆုံးအဆင့်ကအတန်တွေကိုမှန်မှန်ကန်ကန်ဖတ်တတ်ပြောတတ်နားလည်တတ်ဖို့ကအရေးကြီးဆုံးအဆင့်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ literacy state မှာဟိုပဲပေါ့နော်အဲဒီက literacy development တွေဖြစ်ဖို့အတွက် အတန်ပိုင်းဆိုင်ရာတွေအရေးကြီးတယ်ဒီအတန်တွေကိုမမှန်ကန်ကန်ထွက်တတ်ဖို့ကလည်းကလေးနဲ့အုတ်ထင်းသူနဲ့လူကြီးမိဘနဲ့ဆရာသမားနဲ့ဟာအိုင်းကွန်တက်ရှိဖို့လိုတယ်အဲ့ဒီအမှာတစင်ဖိုနစ်ဆိုတဲ့အတန်အတွက်တွေကိုသူတို့တွေကိုဒါအတန်ပိုင်းဆိုင်ရာကိုလေ့ကျင့်ပေးရင်းနဲ့မှာကျွန်တော်ဒီက literacy development ကြီးဖြစ်အောင်ဆောင်ရွက်ကြရမယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မယနေ့ဆွေးနွေးပေးရင်းနဲ့ကျွန်မယနေ့ဆွေးနွေးချက်ကလေးကိုဒီကုန်းချုပ်ပါတယ်ရှင် ားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။